အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ဆရာကိုရိုးကွန်းရဲ့ပုံမပြောသောမိမိစရဝတ္ထုတို့ဖတ်ပြမှာဖြစ်ပါတယ်ရှင်တားတို့တမီးတို့ရေမနေ့ဖန်ကြောင်းပည့်ရက်မှာဖွားဖွားအိမ်သွားကြမယ်နော်အိမ်စာတွေပြီအောင်လှုပ်ထားကြဟိတခဲကားလေးနဲ့စွန်နေသောတတားကဘယ်ဖွားဖွားအိမ်သွားမှလဲမိမိကာတွန်းစာအုပ်ဖတ်နေတော့တမီးက ဘူတထောင်ဖွားဖွားလားတာဂီတာဖွားဖွားလားကျွန်တော်စကားကိုတာနှစ်သမီးကမိကုန်းဖြစ်တုံ့ပြန်သည်တာဂီတာဖွားဖွားအိမ်ပေါ်တာရဲ့ကျွန်တော်ကတာလီခေါင်ကိုပုတ်တက်၍ပြောတော်လဲတာကခေါင်ကိုခံရင်း၍ဟွန်းတာဂီတာဖွားဖွားအိမ်မတော်ချင်ဘူးဘူတထောင်ကဖွားဖွားအိမ်ကိုပဲသွားမယ်သမီးလည်းမလိုက်ချင်ဘူးဘူတထောင်ဆိုရင်လိုက်မယ် သားနှစ်သမီးဤစကားကိုဘဝင်မကြာစိတ်ထဲမှာတင်းသွားသည် သားကောင်းအားပုတ်တက်နေသောလက်ကိုဆက်ခနေရုပ်လိုက်မိသည်စာရေးစပွဲပေါ်ကစာအုပ်များကို ရှင်းနေသောမိသည် အလုံရက်ပြီးကျွန်တော်ကိုလှမ်းကြည့်သည် သူလဲကျွန်တော်တို့ပြောနေစကားနှင်းကျွန်တော်တို့အခြေအနေကိုသိပေလိမ့်မည်သားနဲ့သမီးရလဲကွယ်ဘိုးတထောင်တက်ခန်းကိုခဏခဏရောက်နေတာပဲ တာဂေတာဖွားဖွားကြီးစီကိုမရောက်တာကြားပြီလေရွှေပစုံလဲမိမိတို့ဝင်ကြမယ်တားနဲ့သမီးအားရွှေပစုံရေခဲမုံစိုက်တယ်မဟုတ်လားတားနဲ့သမီးဒီခလေးပီပီဟန်မဆောင်နိုင်မဲချက်ချင်းမင်းမြူးချွတ်သွက်လက်စားဖြင့်တတရေခဲမုံစိုက်တယ်နှစ်ခုစားမယ်မိကခလေးနှစ်ယောက်ကိုအချိုတင်၍ပွဲထိန်လိုက်သည်ကျွန်တော်တယောက်မှမူနှစ်ထင်းနှစ်ဖက်တွင်တဒိဋ္ဌိခုံနေသောဒေါသသွေးကိုပြန်ကြစေရန် ပလက်ကလက်တိုင်းပေါ်သို့ထိမ့်၍ထန်ချသည်ခလေးတွေပဲလေငားရင်သွေးတွေပဲလေဟုစိတ်ကိုအကြင်ကြင်သတိပေးရင်အသက်မမှန်ရှုနေသည်မျက်လုံးမိတ်ထားသည်မိသည်စာရေးစပွဲရှိမှကျွန်တော်ဘက်သို့ရှောက်လာသည် အကိုရေချိုးမယ်မဟုတ်လားထထ အကိုရေချိုးပြီးရင်ထမင်းစားဖို့မေးပြန်လိုက်မယ်နော်ကျွန်တော်ခေါင်းညှိသည် တပ်ပြင်းရှေးချပြီးပလက်ကလက်ထိုင်းမှထသည်မေနှင်းရှေးစင်နောက်စင်ပင်နောက်ခန်းသို့ဝင်သည်မေကကျွန်တော်ကိုရေတုပ်တစ်ပတ်ဆောင်ကမ်းပေးရင်ခလေးဆိုတာလက်သားရမှာပြောတာပေါ့အကိုရေသူတို့ကြီးလာရင်တိတက်လာမှာပါအခုတော့ခလေးတွေမဟုတ်လားမနေ့ဖန်ကြရင်မေတို့တာဂီတောင်းကိုသွားကြမယ်နော်အင်းဟူတူတူပဲပြုံး၍ရေချိုးခိုင်းနေဝင်သည် ရည်အေးတစ်ခွက်ကိုခေါင်းမှဖြိုလောင်းလိုက်သည်အမေအိမ်တို့ကျွန်တော်မရောက်သည်မှာတလကြော်ပြီမေနစ်ကလေးများမပါလဲရခင်ကနှစ်ပတ်တခါလောက်တော့ကျွန်တော်ရောက်ဖြစ်သည်ယခုလာထဲမှာရုံတွင်ဗန်နာရီနှစ်ချုပ်စင်းများဖြင့်မအားလက်တော့ကြောင်းအမေအိမ်တို့မတော်နိုင်ခဲ့ပြီမေနှင်းကလေးနှစ်ယောက်ကတော့ကျွန်တော်မအားလဲ မိမိပါများရှိသောလမ်းကားစီကတက်ခန်းသို့သူတို့ဘာသာသွားကြသည်ကျွန်တော်အမိနေထိုင်ရာတာဂီတာအိမ်သို့ကျွန်တော်ပါမှသူတို့လည်းသွားကြသည်အမိအိမ်မှာယခုတော့အမိတယောက်ထင်ကျွန်တော်တို့ငယ်စဉ်ကအဖေရင်အမိရင်ကျွန်တော်တို့မောင်နှမရင်၄ယောက်နေခဲ့ကြသည်အဖေဆုံးတော့ကျွန်တော်တို့သားမီး၃ယောက်ထင်းကြံ့ရစ်သည် ကျွန်တော်တို့မောင်နှမအိမ်အောင်ကြတော့ခါအမေအိမ်ရင်မှခွဲခွာကြပြန်သည်မမကြီးနဲ့ကျွန်တော်သည် အသက်၁၀နှစ်กว่าချောင်းတော်လဲအိမ်အောင်တက်မှမူတစ်နှစ်သားกว่าချားသည်မမကြီးအိမ်အောင်ပြုတော့အသက်30ရှိမှာပြီကျွန်တော်က22နှစ်မှအိမ်အောင်ပြုသည်မမကြီးအိမ်အောင်ပြုပြီးအိမ်ခွဲ၍သွား၍နောက်နှစ်မှကျွန်တော်အိမ်အောင်ပြုတော့အခါမိမိကကျွန်တော်ကိုခွဲမသွားစေခြင်းပင် အမေမျက်လုံးထဲမှာအသက်20ကျော်အရွယ်ကျွန်တော်ကို ခလေးဟုပဲမြင်နေလိမ့်မည်မမကြီးကမူအိမ်နောက်ကျတဲ့ဒီအရွယ်မှုအမေကစိတ်ချပုံရသည် ကျွန်တော်ဖွယ်လဲရအလုတ်လဲရသည်နှင့်လူငယ်ချင်းမြစ်တာမျှနေသောမိဦးလက်နှင့်လက်ထက်တော်မိအကြောင်းပြောစဉ်က အမေသည်အင်းမလို့အင်းမလို့နေခဲ့သည် ရုံးမရေသည့်လေးငါးထောင်ကိုနှီးချိုးဖြင့်အစီမပြန်အလုံးမပြန်မျက်နှာမပြတ်နေခဲ့သည်သို့သောမေမေနှုတ်ပိတ်နေသည်ဆိုလျှင်တိပြီးသဘောမကျလို့သာနောက်နှစ်ရက်ခန့်ကြာမှမေဦးလက်ကသဘောကောင်းပါတယ်အမေကျွန်တော်အချိန်လေးကိုလည်းသူသိပါတယ်အမေသည်ခံမစိအတန်ကြာနေနေပြီးမှမင်းအိမ်နောက်နေဖြစ်ပြီး အိမ်နောက်တောင်မှမချင်းမျိုးမဆိုးလို့ဟေးမင်းတို့လက်ထက်ပြီးငါအိမ်မှာပဲနေအပြင်မှာငှားနေပက်ဆန်အပိုကုန်းနေအမေကစကားကိုလူတလောက်သာပြောပြီးဇင်းရောက်မှုထွက်သွားသည် နောက်သုံးရက်ခန့်ကြာတော့ဘယ်တော့ဆောင်မလဲနှစ်လသုံးလကြာမှဆောင်မလားလို့လုံမနေနဲ့နောက်လထဲမှာရက်ရစာတွေရှိတယ် သူမိဘတွေကိုပြောပြီးနေကောင်းရက်သား၍စောင်းသားဆောင်းလိုက်။ညော့ဒီလက်ကောက်နေရန်ယူသွား။လုတ်เสียရှိတာလုတ်။ကျွန်တော်အံ့ဩမင်းတဲ့ဖြစ်နေမိသည်။မယူပါဘူးဟုငင်းလို့မရ။ဟဲ့သူများသားသမီးကိုတင့်အောင်တင့်နေတောင်းရမှာပေါ့။ဖြစ်တယ်လို့မလုပ်နဲ့။ယူဆိုရင်ယူ။အမေကခက်ပြက်ပြက်ဒုံတိတိပြောတတ်သည်။စကလုံးမလှတော့လဲစေတနာလှသည်စိတ်လှသည် မင်္ဂလာမဆောင်မီတပတ်အလိုတွင် အမေသည်အိမ်ငါးများကိုစပွန်ငွေပြန်ပေး၍တခြားသို့ပြောင်းရွှေ့စေသည်အိမ်ငါးချထားသောအိမ်တစ်ချမ်းတွင်ကျွန်တော်တို့နေရန် အခန်းဖွဲ့သည် အမိုးပြင်သည်ဆွေးရည်နေသောထရံများကိုအစ်စ်လဲသည်ကျိုးပဲ့နေသောလှေကတိကိုပြင်သည်ကျိုးပေါက်နေသောကြံ့ငင်းကိုထပ်ပိုးသည် မင်္ဂလာဆောင်ပြီးနောက်အမေဆန္ဒအတိုင်းအမေအိမ်မှာပင် နေကြရသည်တာဂေတမှာချက်နှစ်ဝင်းနှစ်ဖြစ်တော်လဲမိတို့မြို့ထဲကတိုက်ခဲများလို့တက်ရတက်ရှင်းမှုမရှိသဖြင့်မိကိုအားနာသည်အမေကထုံစံအတိုင်းလှုပ်ရှားရှိသည်များကိုမနာနဲ့လှုပ်ပြီးစကားနည်းနည်းသာပြောသဖြင့်မေဒီရောက်ခါစားကမနေတဲ့မထိုင်တဲ့ဖြစ်နေရှာသည်အမေဒီမနဲ့၃နာရီခန့်အိပ်ရာထသည် ထမင်းတအိုးနှင့်ရင်းနှွေးတအိုးတဲသည်ဖယားစွန်တော်ကဖယားရှခိုးပြီးဈေးသို့သွားသည် အမေဈေးမှပြန်လာခြင်း10နာရီ17နာရီတွင်ကျွန်တော်တို့လင်မယားကရုံးရောက်နေပြီ အမေသည်ဈေးမှပြန်ရောက်ပါညနေစာသာမကနောက်နေ့နံနက်တွင် ကျွန်တော်တို့လင်မယားထမင်းမှုထဲပို့ဟင်းအထိချက်ပြုတ်စီစဉ်ပေးထားသည် နေလည်နေခင်းတွင် ကျွန်တော်တို့၏အဝင်ဟောင်းများကိုလျှော့ဖို့ထားတတ်သဖြင့်မလုတ်ဖို့တားလည်းမရထို့ကြောင့်အမေအိမ်တွင်နေခဲ့စဉ်ကာလအတွင်းကျွန်တော်တို့လင်မယားမှာစားဝတ်နေရေးအတွက်စိတ်အေးခင်ရသည်ထို့သောအမေဤစကားနေခြင်းလောကပြုငါမလုတ်တတ်ခြင်းတို့ကြောင့်မိကသူ့ဟုအမေသည်အေးလည်းမဆိုင်ချစ်လည်းမချစ်ဟုထင်ခဲ့သည် အမေရမေကိုချွေးမလိုတော့မဟုတ်ဘူးမမကြီးကိုချစ်တယ်လို့တမိရင်နဲ့မချချစ်တာပါအကိုတို့မောင်နှမအပေါ်လဲဒီလိုပဲဆက်ဆံတာတွေ့နေမဟုတ်လားအမေကချစ်တယ်မချစ်ဘူးဆိုတာကိုဗဇက်နဲ့မပြောဘူးအလုံးနဲ့ပြတာပဲငငယ်ရဆိုရင် အကိုတို့မောင်နှမသူများတွေလို အမေပုံပြောတာတို့အမေနန်းတာတို့ရွရွရရလောက်တာခံကျင်တာပေါ့ဒါမဲ့အမေကအကိုတို့ဘာပုံမြင်မှမပြောပြဘူး အမေမှာပုံပြောဖို့အချိန်လည်းမရှိရှာပါဘူးယောက်ျားအတွက်ယောက်ျမအတွက်သားသမီးအတွက်အမေတယောက်တည်းလုပ်ရတာအကိုငငယ်တုန်းကအကိုအဖိုးနဲ့အဖွာရှိသေးတယ်အသက်တွေကြီးတော့မတန်မစွမ်းနဲ့မိမိရော်ရော်ဖြစ်နေပါပြီအမေပဲပြုစုစောင့်ရှောက်ရတာအကိုတို့အဖေဆုံးတော့မမရဲ့15နှစ်အကိုက9နှစ်သားပဲရှိသေးတယ်အဲ့ဒီအချိန်ကစပြီးအမေဟာကုံစင်းရောက်ပြီး အကိုတို့လူလာမြအောင်ရုံးကန်ခဲ့ရတယ်။ကျွန်တော်ငါးနှစ်သားမို့ငယ်စဉ်ကအကြောင်းချုပ်တလေးမှတ်မိပါသေးသည်။ကျွန်တော်အဖေကစည်ရေးကြီးဖြစ်သဖြင့်အမေကိုရက်ွက်ထဲမှစည်ရေးကြီးကတော်ဟုခေါ်ကြသည်။ပေပြုတ်တဲ့ကလည်းစည်ရေးကြီးကတော်ပေပြုတ်ဝင်ဦးမလား။နံများနဲ့ကောင်းကင်းမောင်းပါတယ်တို့အင်းရှိရောက်နှင်းအော်တတ်သည်။ကောင်းရွက်ပြထူစေးတဲ့ကလည်း ကြက်သားပါတယ်ငါးပါတယ်ဆေးကြီးကတော့ရေဘူးရွက်တွေလည်းနှုတ်တယ်ဂေါ်ဘီတုတ်ကြီးတွေကလည်းလှမလှဘာယူအောင်မလဲဟုရောက်လာတတ်သည်တနေ့တွင် အဖေသည် အပြင်းဖြားပြီး ရုံးမအိမ်သို့ရောက်လာသည်ရက်ွက်စည်းကမ်းမှစေးတလုံးထိုးသည် မတက်တာနောက်နေ့မှစေးထိုးစေးတောက်တော်လဲအဖျားမကြာဇီယဝန်ကစေယုံပို့မှာစေယုံတက်ပါဟုညွှန်ကြားသဖြင့် လေးရမြောက်နေ့တွင်စေးရုံပို့ရန်စီစဉ်နေစဉ်အဖေသည် မျက်ဖြူလန်၍တက်သွားသည်အရက်သေးကအိမ်ကြီးချင်းများရောက်လာ၍နင်းချနှိတ်ကြတော့လဲပြန်ကောင်းမလာပဲကွယ်လွန်သွားသည်တခါမှမဖျားဘူးသောအဖေသည်တခါဖျားတခါသေးမှုယုံမင်းမယုံခြင်းပူပူပွားပွားကွယ်လွန်သည်နှင့်အဖေကွယ်လွန်သည်မှာနှစ်လခန့်သာခြားသည်တာဂေတာတွင်အိမ်လေးကိုဝယ်သည်ပင်တစ်နှစ်မပြည့်သေးပေ ်ထိုအချိန်ကငွေထောင်ဝန်းန်းသာပေးရသည် သို့သောထိုငွေထောင်ဝန်းန်းကိုစူဆောင်းမိစေရန်အဖေနှင့်အမေသည် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရသည်အိမ်နှင့်ကျင်ဝဲသောအခါအဖေစူဆောင်းငွေနှင့်မလောက်သဖြင့်ရွာကအဖိုးပိုင်းကျွဲတရှင်းကိုရောင်းပြီးဖြည့်ခဲ့ကြရသည်ဟုသိရသည်အဖေသည်မမျော်လင့်ပဲမြင်မြန်ဆန်ဆန်ကြွယ်လွန်သောအခါအမေခမညာဘာလို့လို့ဘလို့ခရီးရှိစရာမှမသိသဖြင့် နေနေညာညာငိုလို့သာနေသည်ဒေဒီရဲ့မြို့တွင် အမေဤညီကိုမောင်နှမများရှိနေသဖြင့်သူတို့ကဒေဒီရဲ့တို့ပြောင်းရွှေ့နေရန် ခေါ်တော်လဲအမေခေါင်းခါသည်ငါယောက်ျားဝဲထားတဲ့အိမ်ငါယောက်ျားခေါင်းချသွားတဲ့အိမ်မှာပဲနေခြင်း ਨੇ ဒီခလေးနှစ်ယောက်အခြေကျတဲ့အထိကြိုးစားရအောင်မယ်သူတို့နှစ်ယောက်တည်းစိတ်အေးရပြီဆိုမှမင်းတို့စီငါလာခဲ့မယ် ဒီဒီရမှဆက်လီဖြင့်နေတဝက်ခံတွားရသောရွာတွင်အဖေဤနှမတယောက်ရှိသည် သူကိုကျွန်တော်တို့ကဒေါ်လေးမြိုင်ဟုခေါ်သည်ဒေါ်လေးမြိုင်သည်လည်းမိုးဆိုးမှဖြစ်၍ရွာတွင်တမိလေးနှင့်အတူနေသည်ရန်ကုန်သို့မကြာခဏလာ၍ကျွန်တော်တို့တာဂိတာအိမ်မှတဲခိုထက်သဖြင့်ချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီးရှိသည်ဒေါ်လေးမြိုင်ကမမတင့်ရဲ့ကျမတို့ရွာကိုလိုက်နေပါလား ကျမနဲ့အတူတူဈေးရောက်ရင်တဝမ်းတစ်ခါတော့မပူရပါဘူးဈေးရောက်မှုဆိုရင်ရန်ကုန်မှာပဲရောင်းတော့မယ်အေးငါသားသမီးတွေပညာရေးရရှိသေးတယ်မျက်ရည်နဲ့မျက်ခွဲမပြည့်စင်အောင်ငိုခဲ့သောအမေသည်အဖေဆုံးပြီးတလှကြမှာအငိုတိတ်သည်ဘဝရေဇံလန်းကိုစံတက်ရန်လှုပ်ရှားမှုစတင်သည်တဖက်လန်းရှိကုံစိမ့်တဲ့ဒေါမီတင်ကြိုင်နှင့်အတူ ပဇွန်အောင်စည်းမှာကုံစင်းရောက်မည်ဟုပြောသည်ဘသူတာတာတားလို့မရတော့ပြီဈေးရောက်မှုအရင်နှီးရရင်အမေသည်အိမ်ကို အလေကကာရန်သည်တချမ်းမှာကျွန်တော်တို့သားမိ၃ယောက်နေ၍တချမ်းကိုအိမ်ငှားထားသည်အိမ်စပွန်ွေဖြင့်အရင်နှီးလှုပ်၍ပဇွန်အောင်စည်းတွင် ကုံစင်းရောက်သည် အမေနှင့်ကျွန်တော်ကတချင်းနောင်နှင့်အိတ်သည်ဖြင့်ဈေးရောက်မှုအမေထသွားလျင်တည်သည် ကျွန်တော်လူလဲထလျင်အမေကအေးအေးသားလေးခုမှအစိုးရရှိသေးတယ်ရှူပေါက်ပြီးပြန်အိတ်ရောအမေကဘာလို့မအိတ်တာလဲဩအမေကဈေးရောက်ရအောင်မယ်လေမမိုင်နဲ့ကျွန်တော်လဲလိုက်မယ်မလိုက်နဲ့မလိုက်နဲ့အမေတို့တာဂေတာမှာအဖို့တွေအများကြီးရှိတယ်အခုအမေမှာတငယ်ချင်းတွေအများကြီးရနေပြီအမေတို့ကဘာမှမပူနဲ့အခုဆိုရင်အမေလေး အစိုးရသွားပြီးနေရာလူစရာမလိုတော့ဘူးတားရဲ့တားဖေယုံဟာတားဖေတွန်လုံးသက်ဆူဆူလားပင်စင်ဆူလားငွေတွေအများကြီးလာပေးတယ်အဲ့ဒီငွေနဲ့အမေဆိုင်ကုန်လေးတစ်ခုဝယ်လိုက်ပြီကို့နေရာနဲ့ကို့ဆိုတော့အိမ်တွေရတာပေါ့အေးစီစီဈေးရောက်ရုံပဲအမေဤနှစ်သိမ့်ချုံမော်စကားကချိုတာပြော့ပြောင်းသည်ရှင်နောင်ထဲမှာထွက်တော်မီအမေလက်ကိုလှမ်းဆွဲသည် အမေဘာလဲစာအုပ်ဝယ်ဖို့ပက်ဆန်လားဟုတ်ဘူးအမေကိုမှုမှုပေးကြင်လို့ကျွန်တော်ဒီအမေလေပင်ကိုတိုင်ဖက်၍အမေပါကိုနန်းသည်အမေကရည်၍လှဆန်းမှာငါရတတ်တယ်အမေမှုမှုပြန်ပေးဦးတော်စမ်းမှာမျက်နှာလည်းမသိရသေးပဲနဲ့ငါမလောက်တတ်ဘူးအဲ့တော့သွားမယ် အမေသည်ယမန်နေက ထမင်းကျန်ဟင်ကျန်တွေစားပြီးထွက်သွားသည်ခဏနေလျင်မမကြီးနိုးသည်ထမင်းအိုးနှင့်ရင်နွေးအိုးတက်ထားစဉ်မမကြီးစားချက်သည် မမကြီးသည်စားကြိုးစားသည်စားလဲတော်သည်ကျွန်တော်ကစားသိမ့်မကျက်ချင်းခဏန်းတွက်ရတာတော့ပျော်သည်အမှန်ပြောရရင်အဖေကွယ်လွန်ပြီးနောက်အမေဆေးရောက်သည်ကိုကျွန်တော်မကြိုက်ပါ အမေဈေးရောက်သောကြောင့်သာကျွန်တော်နှင့်အမေသည်တညလုံးအတူတူမအိပ်ရဟုခလေးမြင်ဖြင့်မြင်သည်ထို့ကြောင့်တနေ့တွင်အမေဈေးမရောက်ပါနဲ့ဟဲ့ငါဈေးမရောက်ရင်နင်တို့ကိုကြောင်းထားဖို့ဘသူကပတ်စံပေးမှာလဲကျွန်တော်ကြောင်းမနေတော့ဘူးအမေလည်းဈေးမရောက်နဲ့ဘာပြောတယ်ငါ့ကိုပြန်ပြောစမ်းကျွန်တော်ကြောင်းမနေတော့ဘူးကဲဟဲ့ဒီပါဇက်ကပြောအောင် အမေသည်ကျွန်ော့ပါကိုဒေါသတကြီးဆွဲလိမ်သည် အလွန်နာပါသည်အံ့ဩစိတ်ဖြင့်အမေကိုကြည့်နေမိသည် ထို့နောက်ကျွန်တော်ငိုသည်နောက်ကိုဒီစကားပြောရဲပြောကြည့်စမ်းနင့်အောင်နှစ်ချမ်းပြောင်းငါဖဲ့ပြစ်မယ်ကြားလားတခဏတော့ကြောက်လဲကြောက်သည် အမေကိုမုံလဲမုံသွားသည်သို့တော့ကြကြမမုံနိုင်ပါ ညာအယဝေလင်းအမေနာကက်မြဲပင် အမေကုတ်ပေးအောင်ဟုတောင်းဆိုမြင်အမေကုတ်ပေးလျင်ကျွန်တော်မြမြအိပ်ပျော်သည်တညာလုံးအိပ်လိုက်သည်မှာမနဲ့မိုးလင်းငယ်နီးအမေထတော့မှကျွန်တော်လဲနူးတတ်သည်ထိုညာကအမေကုတ်ပေးနေတော်လဲကျွန်တော်အိပ်မပျော်ပါတို့တော့ငိမ့်နေမိသည်ကျွန်တော်အိပ်နေပြီထင်ဖြင့်အမေကကျွန်တော်ဘာကိုဖောက်ဖွာလေးနန်းသည် ကျွန်တော်အံ့ဩတော့လဲအိတ်ချင်ရောက်ဆောင်နေလိုက်သည် ကျွန်တော်ကအာဖွားပေးဟုပြောလျင်အမေပေးမည်မဟုတ်ပါ ထို့ကြောင့်မကြာခဏကျွန်တော်အိတ်ချင်ရောက်ဆောင်သည်များသောအားဖြင့်အိတ်ချင်ရောက်ဆောင်ရင်တကယ်အိတ်ပြောသွားသောညကများသည် မမကြီးနဲ့ကျွန်တော်ဘွဲရပြီးအလုံးရပြီးအိမ်အောင်ကြပြီးဒီအထိအမေဒီမနဲ့စောစောထား၍ဈေးထွက်ပြီးမှတည့်ရမပြတ်ခဲ့ပြီ အမေအတွေ့အကြုံနှင့်ခန့်နိုင်ရေးကိုအံ့ဩမိသည်တခါတည်းရင်နှာစီးချောင်းစုလောက်သာတွေ့ဘူးတော်လဲကုံရွယ်ပြုတ်ရည်လောက်နှင့်အမေတက်တာသွားသည်သို့သောမိုးရွာရွာနေပူပူနှစ်ပေါင်းများစွာ ရုံးကန်ခဲ့ရသဖြင့်အမေအသားရည်တို့သည်ရင့်ရော်ကြမ်းတမ်းလာသည်သပင်ပြူတို့ကခေါင်းပေါ်မှပလူပြန်လာသည်ညိုတို့တို့အသားရောင်ကညစ်မွေးမွေးဖြစ်နေသည် မမကြီးအိမ်အောင်ကြပြီးနောက်စံချောင်းတွင်ကန်ထွက်တိုက်ခန်းဝင်၍နေထိုင်ကြသည် မမကြီးတို့လင်မယားက အမိကိုလှစင်ထောက်ပံ့သည်ဈေးမရောက်ပဲနားဖို့ပြောတော်လဲမရသို့သောပဇွန်အောင်ဈေးတို့သွားမရောက်တော့ပဲတာဂီတမှာပင်အိမ်နှင်းနီးနီးပြန်ကြစေမှရောင်းသည်ကျွန်တော်အိမ်အောင်ကြတော့အမေသည်အသက်60ကျော်ပါပြီအစိုးရဝန်ထမ်းဖြစ်လျင် ပင်စင်ယူရမည်အရွယ်ဖြစ်သည် ကျွန်တော်ဇနီးမေဦးလက်ဤမိဘများသည်အသက်60ကျော်ပင်စင်စားတွေဖြစ်သည်ကျွန်တော်အမေနှင့်တက်တူရွယ်ချင်းမကွာတော်လဲလောကဒဏ်ဤအထုထောင်းနှံခံရသောအမေကပုံမို့အုံမင်းသည်ကျွန်တော်သမီးလေးမွေးပြီးလပိုင်းမှာပင်တွေးလွန်တကွေးဖြစ်သည်ဖြင့်ဆေးရုံတင်ရသည်ဒီယောဂါကချင်းကိုက်လို့ဖြစ်ကြောင်း တာဂေတာအင်ကဆွတ်ဆွတ်ကြောင်းအိမ်ပတ်ဝန်းကျင်မှာရေပွဲရေအိုင်များရှိကြောင်းချင်းပေါ်ကြောင်းအချောင်းပြချက်များဖြင့်မိကလမ်း90ရှိ သူမိဘများတိုက်ခန်းပေါ်တက်သွားသည် သူဖြင့်ကျွန်တော်အမိအိမ်တွင် နှစ်နှစ်ခန့်ကွန်းကိုခဲ့သောကျွန်တော်တို့မိသားစုသည် ရောက်ခမတိုက်ခန်းပေါ်သို့ရောက်ရပြန်သည်သမီးလေးနှင့်သုံးနှစ်ချား၍ဒါလေးကိုလမ်း90တိုက်ခန်းမှမွေးသည် ။သားနှင့်သမီးသည်လမ်း90တွင်မိဤမိဘများနှင့်အကိုအမများဤအသေးချော်များဖြစ်သည်။အားလုံးကအလိုလိုက်၍အကြိုက်ဆောင်ပေးထားသည်။မိဤအကိုအမများကနိုင်ငံခြားမှပြန်လာတိုင်းသားနှင့်သမီးတို့အတွက်အဝတ်အထည်နှင့်ကစားစရာများစားစရာများစွာပါလာတတ်သည်။ထိုကြောင့်သားနှင့်သမီးကမုတ်ဆူလျင်နိုင်ငံသားကမုတ်မှ စားတတ်တယ်လို့ဖြစ်လာသည်။ ။ဒါလီသုံးနှစ်လောက်ရောက်မှယခုနေတော့ကန်တော်ကလေးမန်းလေးလန်းကတိုက်ခန်းကိုဝဲ၍ကျွန်တော်တို့မိသားစု ပြောင်းကြသည်။အိမ်နောက်ကြပြီးရှစ်နှစ်ခန့်ကြာမှတိုက်ခန်းတခန်းဝဲနိုင်သည်။ရှစ်နှစ်လုံးလုံးနှစ်ဖက်မိဘအိမ်မှ နေ၍ကျွန်တော်နှင့်မေသည်ချိုးချံချွေတာစုဆောင်ခဲ့ရသည်။ဒါပင်လျင်အောက်ထက်များကိုမဝဲနိုင်။ ခொနထက်မြင်သောကန်ထရာဤအပေါ်ဆုံးအထက်ကိုသာဝဲနိုင်သည်သားတို့သမီးတို့လေခရစ်တွေများများတက်ရင်အဆုတ်တို့နှလုံးတို့အားကောင်းနေအဲ့ဒါတွေအားကောင်းတော့ဘာဖြစ်လဲဖေဖေကျမ်းမာတာပေါ့ကွာဟွန်းတတတာတော့ကျမ်းမာတာမကြိုက်ဘူးညောင်းနေမမလည်းညောင်းတာပဲဒါပေမဲ့အပေါ်ရောက်ရင်လေအေးအေးရတယ်ဟုတ်တယ်ဟုတ်တယ်သမီးပြောတာမှန်တယ် လေအေးအေးရလို့အဖေကအပေါဆုံးတက်ကိုဝဲတာဖေဖေကလည်းလေအေးအေးရခြင်းဖူဖူကြီးတို့တိုက်ခိုင်းလို့အဲကွန်တက်ပါလားအဖေတိုက်ခိုင်းကအဲကွန်လည်းမရှိဘူးဒါကိုနိုင်အောင်ကျွန်တော်မပြောနိုင်တဲ့ဖြင့်ရီလို့သာနေရသည်သားကတနည်း6လအရွယ်ကလေးကစကားပြောတတ်သည်။သားသည်ငယ်တော်လဲတမိကြီးထက်လဲသည်။သူရွယ်နှစ်မလိုက်အောင်စကလုံးကြီးကြီးများ ဝဟာရခက်ခတ်များကိုမှန်ကန်စွာသုံးဆွဲပြောဆိုနိုင်သဖြင့်အံ့ဩရသည်ထို့ကြောင့်မင်းသားကိုမေဤအဖေကသူဖခင်အေးဖိုင်မင်းကြီးဝင်စားသည်ဟုပြော၍အချစ်ပိုနေကြသည်သားနှင့်သမီးသည်မိမိပါများတိုက်ခန်းကိုဘိုးတထောင်အိမ်ဟုခေါ်၍ကျွန်တော်အမေအိမ်ကိုတာကိတအိမ်ဟုခေါ်သည်ခလေးဆိုတာလက်တရာမှပြောတာပေါ့အကိုရဲဟုမေပြောသည်ကိုကျွန်တော်သဘောတူပါသည် ဒါနှစ်သမီးသည်ဘိုးတထောင်အိမ်တွင် ပို့ပြောကြပါမည်။သို့သော ကျွန်တော်အမေအိမ်ကိုလည်းလိုက်စီခြင်းသည်။အမေမှာခင်ရဆွေမျိုးစုလိုအိမ်နီးနာခြင်းနှင့်လမ်းသူလမ်းသားများ၏ကူညီဆောက်ရှောက်မှုဖြင့်တယောက်တည်းနေရရှာသည်။အမေမြတ်သားသည်မြီးမြပေါ်တွင်လည်းတာသမီးထက်မလျော့ပေ။မြီးတွေရောက်လာလျှင် အမေမျက်နှာပြုံးရွှင်နေသည်။မြီးများကို ချင်ကိုက်မြီဆို၍ ရက်ထောင်တစ်ဖြက်ဖြက်ခန့်နေရှာသည်အမေမှာချစ်ခင်တွေ့တာစရာမြည်ဆိုလို့ကျွန်တော်သားနှစ်သမီးသာရှိသည်မမကြီးတို့မိသားစုကနေပြည်တော်သို့ပြောင်းသွားပြီမို့ဒီဇင်မာကျောင်းပည့်ရက်နှင့်နှွေရသည်ကျောင်းပည့်ရက်လောက်သာမိသားစုတစုလုံးရန်ကုန်သို့လာနိုင်သည်ကျွန်တော်တို့မိသားစုအငါကားပေါ်မှဆင်းလိုက်သည်နှင့်ထိမက်မထားသောမမကြီးကအမေအိမ်မှပြေးထွက်စီကြသည် မမကြီးဘယ်နေရရောက်လဲခလေးတွေရောပါလားဒီနေ့ပဲရောက်တယ်မောင်မောင်ရဲ့နေပြည်တော်ကညာကားစီလာတာဒီကိုမနဲ့စောစောရောက်တယ်ငါတယောက်သေးပဲခလေးတွေကចောင်းဖွင့်ရဲ့လေမမကြီးအလုပ်ကိစ္စနဲ့လားမဟုတ်ဘူးလေအမေခေါ်လို့လာတာမင်းမသိဘူးလားအမေကတော့ဒီနေ့မင်းတို့မိသားစုလာကြလိမ့်မယ်လို့ပြောနေတာ အမေစီကျွန်တော်မရောက်တာကြလို့ပြောတာဖြစ်မှာပေါ့ကျွန်တော်တို့မောင်နှမစကားပြောနေစဉ်အမေရောက်လာ၍သူ့မိကိုပွဲချီသည်မိကအမေမချီနဲ့တာတာဟာခလေးမဟုတ်တော့ဘူးအမေခနာလိုက်မယ်တာတာကိုရတိတ်လေးတာခလေးတယောက်လောက်တော့အမေကချီနိုင်မှသေးတယ်ငါမိချီတော့ကိုကျွတ်တွယ်မှဆိုးလို့ပါကျွတ်ရှိလားဖွားဖွားတမီးကိုလည်းချီပါတမီးလမ်းမလျှောက်ရဲတော့ ဖွားဖွားနှစ်ယောက်စလုံးကိုဘယ်ချိနိုင်မှမလဲလာလာတမီးကိုအဖေချိမယ်အိမ်ပေါ်ရောက်တဲ့နှင်းအမေကသူ့မိများအားစားစရာမို့ဆုံးခြာကျွေးသည်မိကတော့ထုံစံအတိုင်းဟိုမုတ်မစားနှင်းဒီမုတ်မစားနှင်းဟုကန့်တက်နေလိုက်သည်ဒါနဲ့တမီးသည်မသွားခင်က မလိုက်ချင်ဘူးဆိုကြတော့လေအမေအိမ်ရောက်တော့မိတော်အောင်ခုံပေါက်ပြေးလွှားစောက်ကစားကြသည် အမေကမမကြီးကျွန်တော်နှင်းမိတို့ကိုခေါ်၍အမေဒီအိမ်ကိုရောင်းလိုက်တော့မယ်။စိုင်းမပါပုံမစင်းလူရင်းကိုကောက်ခါငင်းကဒေတို့ပြောလိုက်တော့အမေစကားကြောင့်နားချများမှားသလားဟုထင်မိသည်။ဘလို့အမေဘာပြောလိုက်တယ်။အော်ဒီအိမ်ကိုရောင်းပြီးမင်းတို့မောင်နှမကိုခွဲပေးလိုက်မယ်။ဟာမလုပ်ပါနဲ့အမေကျမတို့မငွေမလိုပါဘူး။ ။ဒါအဖေနဲ့မေထွန်းနဲ့စာနဲ့ဝယ်ထားတာပဲ။အေးဒီဒါပဲမင်းတို့အဖေတည်တာလဲကြားပြီ။မင်းတို့လဲအိမ်အောင်ကိုစီနေဆိုတော့အမေစိတ်ချပါပြီ။အမေတသက်လုံးသူ့များအတွက်ကြီးပဲလှုပ်ခဲရတာ။ကို့အတွက်ဘာမှမလှုပ်နိုင်ဘူး။ဒီအိမ်ရောက်ပြီနော်။အမေလဲမက်မြိုင်တို့ရွာမှာနေမယ်အဲ့ဒီမှာတရားစခန်းရှိတယ်တရားပြတဲ့ကိုတော်ကလည်းတော်တော်ကောင်းပါတယ် တရားအလုပ်ကို အမေလုပ်တော့မယ်။ဒေါ်လေးမြိုင်နဲ့တိတိကျကျပြောပြီးသွားပြီလားအမေ။လွန်ခဲ့တဲ့နှစ်ပတ်ကမတ်မြိုင်လာသွားတယ်။သူ့သမီးကရွာမှာပဲသူ့နာပြုတ်เสียမှာဆိုတော့မတ်မြိုင်လည်းဈေးမရောက်တော့ဘူး။တရားစခန်းမှာပဲတရားအထုတ်နေတယ်။အမေဒီအိမ်နဲ့ခြံကို3380လာပေးတယ်။ဝယ်မဲ့လူရှိတယ်။ဟိုပေးဒီပေးနေဆိုရင်3350လောက်ကျန်မှာပေါ့။ မင်းအမကို350မင်းကို350ပေးပြီးအမေက350ယူသွားမယ်။ယူရမှာ350ဆိုရင်နေလို့စားလို့ရတယ်။အမေဒီလုံမီဟုဆုံးဖြတ်ပြီးလင်းလုံဖြစ်အောင် လုပ်တဲ့သူမို့ကျွန်တော်တို့မိတို့တားမြင့်မြင့်နီးတားလို့လဲရမည်မဟုတ်။ခေါင်းကအမေဆုံးဖြတ်ချက်ကို နာခံကြရသည်။ ငါသမီးကြီးဟာနေပြည်တော်မှာမြေခွက်ဝယ်ပြီးအိမ်ဆောက်လိုက်အဲ့ဒီမှာမြေခွက်တွေရောင်းနေတယ်လို့အမေသတင်းစာထဲဖတ်ရတယ်ငါသားတို့ကအခုနေတဲ့ခေါနထက်ခအခန်းကိုရောင်းပြီးအောက်ထပ်မှာဝယ်လိုက်ငါမြေတွေတက်ရစင်းရတာချက်တော့ညောင်းမှာပေါ့ကွယ်မင်းတို့ကတာဝရင်းသာတက်နေကြတာကိုနတ်ပြည်ကိုလှမ်းပုံရင်တော့မှီတော့မယ်အမေကသူစဉ်းစားစီမံထားသည်တို့ကို ရည်စရာစကားဖြင့်အနာသက်၍ပြောနိုင်သည်ကျွန်တော်သည်အမေစိတ်ချမ်းသာစေရန်အမေပြုံးသူလိုလိုက်ပြုံးချင်ပါတော့လေအပြုံးသူကိုပင်ဖန်တီးလို့မရရင်ထဲမှာစွန့်နေနေသည်မမကြီးမျက်နှာကိုအကဲခတ်ကြည့်သည်မမကြီးကခေါင်းငုံထားတော့လေမျက်ရည်တစ်ပေါက်ကကျန်းပေါ်သို့တောက်ခနေကြသည်မိကစူညံမြူတူနေသောသားနှင့်သမီးကို ထင်းကြောင်ရန်သွားတယ်လို့လို့ဖြင့်စကားဝိုင်းပြပသို့ထွက်သွားသည်အမေသည်စိတ်ကူးလဲမရင်ယုံနှန်းစကားလဲမစိုးအပိုရီလဲမလုံလှုပ်တင်သောအလုတ်ကိုလှုပ်တင်သောအချိန်တွင်လှုပ်သည်ထိုအခါရှစ်ကြောက်ချင်းတွတ်ဆုတ်ချင်းအားနာခြင်းတို့အလျင်းမရှိဤဒီကိုပင်ခေါင်းမာသည် အသည်းမာသည်ဟု၎င်းအချို့ကလည်းလူမှုရေးမသိဟု၎င်းမကျင်နာတတ်ဟု၎င်း အချို့ကလည်းရိုင်းတည်ဟု၎င်းတမုတ်ကြသည်အမှန်မှာအမေဒီပုံမပြောပင်တရားသဘောကိုတည်သူသာတနစ်ခံကြပြီနော်မေလာမဲ့ဘက်ထဲမှာရုံးပရက်က၄ရက်ဆက်တိုင်းกว่าအကိုဒီဒီရဲ့ကိုသွားလိုက်ချင်းတယ်အခုတလုံးအမေကိုတတိယရရနေတယ် မေသည်အဝိရောသက်ထဲမှအဝိများကိုထုတ်ယူနေရကကျွန်တော်ဘက်ကိုလှည့်၍အကူတယောက်ထဲသွားမှလာမေလဲလိုက်မယ်ဆိုရင်သားနဲ့သမီးကိုဘိုးတောင်အိမ်မှာထားခဲ့တာပေါ့သားနဲ့သမီးသည်ဖလက်စာကာတွန်းစာအုပ်များကိုချ၍ကျွန်တော်ထံပြေးလာသည်ဖွားဖွားကြီးစီကိုတတလိုက်မယ်သမီးလဲဖွားဖွားကြီးနဲ့တွေ့ချင်တယ်ဖေဖေသမီးတို့ကြောင့်လဲလေးရပိတ်တယ် ေဖေတို့ကဒေးဒီရဲ့နေဆက်လီနဲ့တွားရအောင်မာဖွားဖွားကြီးကရွာမှာနေတာအဝေးကြီးပဲဖွားဖွားကတာဟီတာမှာမနေတော့ပဲဘာလို့အဝေးကြီးတွားနေတာလဲအဝေးကြီးဆိုလဲတတကလိုက်မှာပဲဖွားဖွားနဲ့မတွေ့ရတာကြာပြီဖေကျွန်တော်ကမိကိုမင်းငေါ်ပြသည်မိကပြုံး၍ဒါဆိုရင်လေမိတို့အားလုံးတွားကြတာပေါ့ အမေကတော့သူ့မိသူကိုတွေ့ရင်အံ့ဩသွားမှာပဲ။ဒါနဲ့သမီးကဝမ်းသာအားရထခုန်ကြသည်။ကျွန်တော်ဒီဒါနဲ့သမီးကိုတိုင်းဖက်၍"ကင်ဖေဖေမေမေတတအားဖွားဖွားကိုဘာလို့တွေ့ချင်တာလဲ"ဒါကတကြိုးလေးများပေါအောင်ရည်ရင်အားပွားပေးချင်လို့သမီးရောဖွားဖွားကိုဘာလို့တွေ့ချင်တာလဲ"ပုံပြောခိုင်းချင်လို့ ကျွန်တော်ဒီตาနဲ့သမီးဤပါကိုမှုးကျူလိုက်သည်ဖွားဖွားရတာတို့အာပွားလဲပေးမယ်ပုံမြင်တွေလဲပြောပြလိမ့်မယ်ဖွားဖွားယူချစ်တယ်နော်ตาနဲ့သမီးဒီချစ်တယ်ချစ်တယ်ဖွားဖွားယူချစ်တယ်ဟုတချင်းလို့ဆိုရင် ခုံပေါက်မြူတူးနေကြသည်ကိုယူကွန်အဆုံးထိနာဆင်ပြီးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်